ဝယ်ပေးမယ်လို့ပြောပါတယ်မေးလို့ချင်းဝယ်ပေးမယ်လို့ဒီကောင်းတယ်အရင်ကြိုက်တာသိလားဆိုင်ကဆောက်ပြောနေရအမေကဘတော်မှစိန်ကြောက်ဝယ်ပေးလို့မရသူ့ဝယ်ပေးချင်ရင်ခုလုံးရောတဲ့လက်ခတက်တာရင်ဟာဘောနော်သူကမန္တလေးအကျွန်တော်အမေကရန်ကက်စီနေဆိုတော့လေသူစုရသူ့လက်ကောက်လောက်ပေးချင်တယ်ဆိုလို့ရှိရင် အဲ့လိုမျိုးပုတ်လုံးလာဟာလာအဲ့လိုခေါ်တာပုံစမ်းတာတွေမလုပ်ဘူးပေါ့နော်မလုပ်မလုပ်အဲ့လိုဝိလိရောတာဖြစ်တာအခုဒီလိုကြာလာဆိုသူ့မှာဝိဆရာမရှိရောတတ်လာလေအဲ့တော့စင်စရဖူးကိုပဲပူဇာရတာပေါ့နော်စင်မအောင်ဆိုစင်နေဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့မိမိပါခင်မမပါ နဲ့ဒေါက်တာမမဒေါက်တာမဆိုတာအမေပေါ့ဦးမင်းမင်းအောင်ဆိုတာအဖေပေါ့မန်လေးမှာဒီနေ့ကတော့ကျွန်တော်လည်းကျွန်တော်ဘွားရဲ့ပထမဦးဆုံးစိုင်းနဲ့ဒီဆိုပြီးပြရမယ်ဆိုတော့ကြောက်မလို့မိကိုလည်းကြည့်စင်တယ်လို့ခေါ်လိုက်တာပါအရင်ကောင်းဘူးငါ့ဆောင်လို့ဘယ်နှကောင်းလို့ဆွေးနေတာပါပြောရတာပေါ့ပြောရတာပေါ့စင်ဝါစင်းစင်းချက်သူကလန်းအော်တောင်းနေတယ်အဲကျွန်တော်ဟိုမှာတော့မြန်မာဝေကင်းဆိုပြီးပါခင်ဗျာဒါပေမဲ့မြန်မာမြန်မာတန်းစီလိုဆိုင်းဝိုင်းတဲ့ အကြနာကတော့ပထမဦးဆုံးဒီဆိုဖြစ်နေရှင်တော့မေချိုးရွှေရှင်မှာလဲဆိုရဲပြီးတော့ကျွန်တော်တို့ဒီပွဲမှာရောက်နေသူတွေမများကျွန်တော်တို့မန္တလေးကအမှုပညာကိုတကယ်တန်ဖိုးထားတယ်မြန်မာအမှုပညာကိုတန်ဖိုးထားတဲ့စိတ်စပယ်ဘူးဆိုတာလဲမြန်မာအမှုပညာကိုတန်ဖိုးထားတယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေရှိမှာဒီဆိုဖြစ်ရတဲ့အခါပြီးတော့ဒါကိုထက်အကဆိုလဲကျွန်တော်ဒီမြန်မာတန်နဲ့ပတ်သက်လို့ရှိရင်အခုတင်ပေးရဆရာပါဖြစ်ဆရာရှင်မှာဆိုရတာဆိုတော့အရန်ကိုစိတ်လှုပ်ရှားမှုကတော့နှစ်ပုတ်လုံးတုံနေပါရဲ့လက်တွေရှိပေါ့နော်ဒါမဲ့လဲထိန်းပြီးတော့တိုင်းတလောက်တော့ဒီဆိုလိုက်ပါရဲ့အမယုံပါရင်လည်းနားလဲပြီးတော့ဒါမဲ့လဲထပ်ဆိုးရအောင်ပါ တာเนาะဘလိုလဲလို့လို့မရလို့ခင်ဗျကျွန်တော်ပုံမှန်အားဖြင့်ဆိုကျွန်တော်နည်းနည်းလောက်တယ်လေဒီနေ့ကဟိုစင်ချလိုက်တာကျွန်တော်တောင်းရှင်းနဲ့လောက်လို့မရဘူးလောက်လို့မရအားကြောင့်မလောက်ရဲဝါဒနာပါလာသူကအမေကကျွန်တော်ကိုညင်းတာသူကအမေကတားတိ ਊ ဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူစုံလုံးပြပြရပါပေါ့နော်ကျွန်တော်ကကျွန်တော်ဝါဒနာပါပါတယ်ဘာလို့ဆိုတော့ကျွန်တော် တို့မန္တလေးရမျိုးရိုးကလည်းတပင်မျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်မာတွေဆိုအိဆွာထဲရဆိုတော့အဲဝါဒနာပါတယ်တို့ဝင်မဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရဲမဖြစ်နိုင်ဘူးပတ်စံတွေမဖြုံးနဲ့ဆိုပြီးတော့ပြောရတော့အမေပါပဲအဲ့တုန်းကအဲ့တုန်းကလားကိုနားမှာပဲရှိသေးတယ်လို့လေအဲ့တော့တော့ရန်ကုန်သွားနေရမှာလေကိုကမင်္ဂလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ကိုနဲ့ခွဲရမှာဆိုလို့အာ ေါ်တယ်လေအခုမပေးရတော့တူတူပဲဘယ်မှာဆိုတော့တော်ရင်အဲ့အရှင်းလို့တော့နားထောင်တော့ဘယ်လိုခံစားရလဲဟိုးဟမ်အဲ့နားလေးမှာနားလေးမှာတော့လေအမေအဲ့တော့မကောင်းပါဘူးမိမမပေါ့ဖေလေးဘေးနောက်မှာရှိရဲအဲဟိုဖုန်းဆက်ဆက်ပြီးတော့တခုခုဆိုနေမကောင်းတော့ဒီလိုပွဲနေနေဆိုသူကအဲ့လိုက်ပြန်နေကြည့်ကြည့်နေပြီးတော့ဥမာကိုကတော့နှာရည်စည်းလို့ညစ်လိုက်တယ်ဆိုလို့ရှိရင် तू ကခဏနေဖုန်းခေါ်ပြီးဒါနှာခေါင်းသွေးယိုနေရဆိုကိုကပင်မန်းလို့ အဲ့လိုမျိုးထိုင်လိုက်ပြီဆိုလို့ချင်းပင်မန်းနေရာလားဖျားနေရာလားအဖေကအမြဲတမ်းဖုံးဆက်တယ်အဲ့အဲ့ဒါတော့အဖေဖေကလည်းဘယ်လိုမျိုးချစ်တယ်လို့အမေကလည်းချစ်ပါတယ်မအောင်မြင်သေးပါဘူးမောင်တော့မောင်တော့မအောင်မြင်သေးပါဘူးစူးစမ်းအခုစူးစမ်းနေတဲ့အခိုက်အတန့်လေးမှာပေါ့နော်အခုလက်တလောခါလာလေးကိုရမ်းပျော်တယ်ပေါ့ချစ်လက်ချင်တော့ပါလားသူကသူကအကုန်လုံးရဲ့အမိအတွက်တဲ့ကိုတဲ့ဆောင်တဲ့ကိုကမှဟိုတခါလေကိုပြိတဲ့လေကိုပြန်စရဲသူကအကုန်လုံးမသိကြပါဘူး။ ရန်နေတတ်တာသူတိရတယ်ကျွန်တော်မဟုတ်တာမလုပ်စားဘူးအာကျွန်တော်လှုပ်ချင်တာလေငငယ်ကလေးအဲ့တခုတော့ဟိုအဖေနဲ့မိကအကျွန်တော်အဖေနဲ့မိအတားချက်ကတော့ကျွန်တော်ကိုလှုပ်ချင်ရလို့လှုပ်ချင်ရလို့ဆိုပါမမတွေ့မပြောမှားနေတာမပြောသေးဘူးပြောမှတကယ်လို့အရန်မှားတော့မယ်ဆိုမှဒါထောက်ပြတွင်တင်တာပေါ့နော်ဒါပေမဲ့ဟိုဆုံးမရဲဒါပေမဲ့ ပိတ်ပင်တာမျိုးတခုမှမလုပ်ဘူးအဲကြောင့်မို့လို့လေကျွန်တော်ကဟိုကျွန်တော်လုတ်ချင်တဲ့အရာတိုင်းကိုကျွန်တော်ရဲရဲဝံ့ဝံ့လုပ်ရဲတာပေါ့နော်အဲ့အဲ့အလေးထားလေးကတော့ဖိနေမိထရားပါတာပေါ့ဥမာလူရှင်တော်ကကျင်နေဆိုလို့ရှိရင်လည်းမကရဘူးဗျာညာအเจ้าနိုင်မှာသူ့လိုရှိရလေအเจ้าအเจ้าမှာတော့ကရရတယ်အဲလုတ်ချအားပေးချလုတ်ရဲလို့အဲ့မှာကိုယ်စင်နေပြီခဲ့လို့ဆိုရင်ဒါတင်ကန်းစာကြီးအဲ့လိုမျိုးတုံတင်ခဲတဲ့မိသားစုပုံစံဒီကမိဘပေါ်တည်တက်ပါတယ်ငငယ်ကနေကလည်းလိမ့်ပါတယ်လေကလေးငငယ်ကနေကလည်းစိုးရတဲ့ထက်မှမပါဘူး လေးမတုံးလေးပေါ့မတုံးလေးချစ်ဆုံးလေးချစ်တုံးလေးချစ်တုံးလေးဒါမဲ့ကျွန်တော်ကမိဘတွေကိုကျွန်တော်ကဟိုဖျားလို့ကိုးကွယ်တာလေပြီလားအဲ့တော့ဘယ်တော့မှအစီအစဉ်ရအောင်မလုပ်အဲ့ဒါတော့အဲ့အဲ့ဒါကလည်းဟိုအဲ့ဂျေဇူးတွေအဲ့ဘယ်လိုပြောရမလဲမိဘပေါ်တိတက်လို့လည်းခုလိုမျိုးအများကြီးတော့ဟိုလူချစ်လူခင်ခံရရတယ်လို့လည်းထင်ပါတယ်အများရန်တော့ဟိုပုံမှန်တော့ကြတော့ပါတယ်ကြတော့လဲကြတော့မှာပါအဲ့ကြတော့ရစီရပါကျွန်တော်လည်းမအားတာနေပါတော့အဲဒါပေမဲ့ဘယ်တော့မှတော့အစီအစဉ်ရအောင်မလုပ်ပါနဲ့ ဝယ်ပေးမှာပေါ့ပြောပါတယ်မေးလို့ချင်းဝယ်ပေးမယ်လို့ဒီကောင်းတယ်အရန်ကြိုက်တာသိလားဆိုက်ကဆောက်ပြောနေရအမေကဘတော်မှစိန်ကြောက်ဝယ်ပေးလို့မရဘူးသူ့ဝယ်ပေးချင်ရင်ပလုံးရောထွက်လက်ခတက်တာရတာပေါ့နော်သူကမန္တလေးအကျွန်တော်အမေကရန်ကက်စီနေဆိုတော့လေသူစုရသူ့လက်ကောက်လောက်ပေးချင်တယ်ဆိုလို့ရှိရင် အဲ့လိုမျိုးပုတ်လုံးလားဟာလားအဲ့လိုခေါ်တာပုံစမ်းတာတွေမလုပ်ဘူးပေါ့နော်မလုပ်မလုပ်အဲ့လိုဝိလေးကြီးပတ်တာဖြစ်တာအခုဒီလိုကြာလာဆိုသူမှဝိစရာမရှိရောတက်လာလေအဲ့တော့စင်စရယ်ကူကိုပဲပူဇာရတာပေါ့နော်စင်မောင်းဆိုစင်တယ်ဈေးတယ်ဘောကလာတော့စီစစ်တာပေါ့နော်စီစစ်တာပေါ့အဲ့လိုမျိုးပတ်စံဆိုလို့ရှင်ဟိုတကယ်တော့ရှုံးဆိုလည်းအများကြီးတော့ရှုံးလာတယ်မဟုတ်ပါဘူးဒါပေမဲ့သူတို့အနေနဲ့ကြာတော့လေဟိုမေရိုးကြတော့စီစစ်ခဲမေရိုးစီစစ်ခဲလို့လည်းကျွန်တော်တို့ဒီလိုမျိုးနေနိုင်တာလေနော်ဟုတ်လို့ရှင်ကျွန်တော်တို့အဆင်မပြေရကြပြီပေါ့အဲ့တော့ဟိုကျေးဇူးတင်ပါတယ် ။အော်အခါတထောင်လောက်ပြင်ပြီးပြီဝတ်သားတယ်လို့ဝတ်သားရောင်းခဲ့တာ။အဲဝတ်သားရောင်းခဲ့ပြီးတော့ဒီသားစုကိုလုပ်သွေးခဲ့ရပါတော့။ဒီသားလေးကိုလည်းကြောင်းခါကိုယ်ပိုင်ကြောင်းတိုင်လုံးတော့ပေါ့နော်။အဲ့လိုမျိုးနဲ့ဆယ်နှစ်အောင်ပြီးသွားတော့လုပ်ငန်းခွင်နဲ့ဝင်းတော့အမေနဲ့တက်တာသွားတာပေါ့။ဗန်နဲ့တက်တာပါ။ရှင်ကတော့နားရတယ်။တော်တော်အုံကတော်တော်အေးစိစိနေရပါဘူး။ ဟုတ်ဟုတ်မဆက်ပါဘူးခင်ဗျာဒါဘောကမှန်တယ်နော်ဘာလို့ဆက်เสียလဲဆက်เสียမှာပေါ့အဓိကကတော့ကျွန်တော်ငငယ်ကလေးအိမ်မက်ကလည်းမိဘတွေကိုတောက်တောက်တာနဲ့ပြပြစုံထားခြင်းနဲ့သူဘာမှလုပ်ရမလို့ပဲနဲ့အိမ်မှာပဲနေကျွန်တော်ရှာကျွေးခြင်းနဲ့စိတ်ကူကရှိရအဲကြောင့်မို့လဲ၁၀တန်းပြီးကြတဲ့လုပ်ငန်းဝင်ဝင်နဲ့ရတဲ့ပတ်စံဆိုလို့ရှိရင်အမေကိုပြီးတယ်အိမ်မှာအမေပြန်ပေးတဲ့ဟာကိုပြန်လုပ်ပေါ့နော်အဲ့လိုမျိုးအဲအဲ့တော့လေအဲ့ကလေးကလည်းတိကျခဲလို့လဲကျွန်တော်တို့အများကြီးချစ်ခင်ရတယ်ပြိတ္တဖြစ်တာကြီးအိမ်ခုကားနဲ့ထားနိုင်ပြီဒါလို့ရှိရင် ိုပိုင်နဲ့ထားနေအောင်ကြိုးစားပါဦး။အော်အဖေမိဘနှစ်ပါးလုံးလို့ပြောရလေ။ဟုတ်တယ်အဖေကအရင်စိတ်ကောက်တာသူဒီဘက်မလာလို့ကြိုးစားသိရ तू မသိဘူး။အဖေကိုဒီဘက်ကိုခေါ်မှာအဖေမသိဘူး။သူပြောပြမယ်ဒါပေမဲ့အဖေကိုမန်လေးမှာအိမ်ဆောက်ပေးမယ်။ဟုတ်ကြောင်လို့။အော်မဟုတ်တာ။အော်တရင်ကျမဒါချစ်ရတဲ့လူကြီးမိဘတွေအားလုံးစိတ်ချမ်းသာခြင်းလူကြီးမိဘပြည်သက်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမချင်းနဲ့ပြည့်စုံကြပါမယ်ညာဒါစိတ်သွားတဲ့ကိုပါပြီးတော့စီးပွားရေးလည်းဒီလာတို့တက်ပါစီခင်ဗျာကျွန်တော်တို့ဒီကိုင်းမှာအခုလိုမျိုးဖိတ်ခေါ်ပေးရစိတ်စပယ်ဘူး ိတ်တိုက်ကြီးလဲဒီဆက်မကပို့ပြီးတော့အောင်မြင်မှုတွေထုတ်ရှိပါစေခင်ဗျာနေ့40ကျော်ကနေပြီးတော့နောက်ထပ်နှစ်ပေါင်းကြာချီထောင်းချီအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ပြီးတော့စီးပွားရေးတိုးတက်ပါစေနောက်စိန်စပယ်ဘူးစိန်တိုက်ရဆိုလို့ရှိရင်နှစ်ပေါင်း40ကျော်ရက်တည်ထားပြီးတော့ဒါပထမတန်းစားစိန်နေနဲ့ပဲဒါအခုလိုမျိုးခေချေဝါဝါနဲ့ရောက်ချပေးနေပါတယ်ခင်ဗျာအလုံးကိုယူအားပေးလို့ရပါတယ်ဒီမှာမလေးရှိရဲမလေးမလေးရှိစိန်ခွဲအများကြီးရှိရဲအဲ့တော့အားလုံးပဲဟိုစိန်ခွဲမယ်ဆိုလို့ရှိရင်တော့ဒါစိန်ခွဲကူကိုပဲတတိယပါခင်ဗျာ။ဘယ်ရအောင်ပါလို့လိုက်ပါဦး။ 진주도 말. 진주